ကစနစ်သောငွေပေးချေမှုစနစ်တွေပြည်တွင်းမှာအမြန်ဆုံးပေါ်ပေါက်ဖို့လိုအပ်နေတယ်လို့ကျွမ်းကျင်ပညာရှင်တွေနဲ့ပြည်သူတွေကပြောဆိုလိုက်ပါတယ်ပြည်ဖြိုးကျော်သတင်းပေးပို့ထားပါတယ်ရှင်ပြည်တွင်းမှာကစနစ်သောငွေပေးချေမှုစနစ်တွေနဲ့ electronic ငွေပေးချေမှုစနစ်တွေအမြန်ဆုံးပေါ်ပေါက်လာဖို့လိုအပ်နေတယ်လို့ရန်ကုန်မြို့တပ်မတော်ခမ်းမမှာဇွန်လ3ရက်နေ့ကကျင်းပတဲ့ Money Expo 2016ပွဲကိုတက်ရောက်လာတဲ့ပညာရှင်တွေနဲ့ပြည်သူတွေကပြောဆိုလိုက်တာပါ။ပေဂျီတန်နဲ့ပဲအချိန်ကြီးကအများကြီးကုန်နေတာပေါ့။အဲ့တော့လုပ်ငန်းတွေမှာလည်းနှောင့်နှေးရပါ။အဲ့တော့နောက်ပိုင်းဒီ payment system တွေကဒီဒီ private sector တခုတည်းရင်မဟုတ်ဘူး။ government sector ပါအဲ့လိုမျိုးအဆင့်မြင့်တယ်လို့လိုအပ်တာပေါ့။အဲ့ကြောင့်အများပြည်သူကလည်းပို့ပြီးတော့ဒီပေါ်မှာပို့ပြီး awareness ရှိပြီးတော့ပို့ပြီးတော့ပါဝင်ဖို့လိုတာပေါ့။ကက်စနစ်တုံးငွေပေးချေမှုစနစ်ဟာမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်တဲ့အပြင်အစိုးရအနေနဲ့အခွန်ကောက်ခံရမှာလွယ်လွယ်ကူကူနဲ့ထိတိရောက်ရောက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဖက်ဆန်အထုတ်လိုက်ကြီးတွေပေးနေယူနေကြတဲ့အခါကျတော့ဘသူကဘသူ့ကိုဘယ်လောက်ပေးတယ်ဘာအကြောင်းအကြောင်းပေးတယ်ဒါမျိုးတွေဖော်လို့မရတဲ့အခါမှာဒါငွေပြူလားငွေမဲလားဒီအကြောင်းကလည်းအခက်အခဲတစ်ခုရှိတယ်နောက်တစ်ခုကအခွန်ပေါ့နော် test တွေလည်းပဲရှောင်လို့ရတာပေါ့ဆိုတော့ဘသူမှလည်းဘသူကဘယ်လောက်ရတယ်ဘသူကဆိုတာသူ့ ဟိုဘောက်ချာနဲ့ပဲလို့တာဘောက်ချာဆိုတာလဲနှုတ်သဘောတူရင်ကြိုက်သူလို့လုံးလို့ရတာဟုတ်ဆိုတဲ့အခါကျတော့အကုံလုံးကတော့အခွန်ကတော့အဲ့ဒီရှောင်နေကြတာပဲပေါ့နော်ရှောင်ပြီးတော့အဲ့လိုလုံးနေကြဒါပေမဲ့အဲ့လို cashless ကိုသာတွားလို့ online ပေါ်ကနေပဲ payment တွေလုပ်ကြရပြီ account တွေ account တွားကြရပြီဆိုရင်တော့ဟိုအားသာချက်တွေအများကြီးပါပဲနိုင်ငံတကာမှာ cash စနစ်သုံးငွေပေးချေမှုစနစ်တွေတွင်ကျဲနေပြီပဲမြန်မာနိုင်ငံမှာတော့အခက်အခဲအများပြားဖြစ်ပေါ်နေတဲ့အပြင်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ဖို့လိုအပ်နေတယ်လို့သိရပါတယ် လက်ရှိချိန်မှာငွေဆက်ကူအသုံးပြုငွေပေးချိန်စနစ်တွေကိုသာအဓိကသုံးစွဲနေရတဲ့အပြင်ဗန်စင်အသုံးပြုနိုင်တဲ့လူဦးရေကလည်းမြန်မာနိုင်ငံရဲ့လူဦးရေ100ရာခိုင်နှုန်းလောက်သာရှိနေပါတယ်။အချိန်တော့များဖြစ်ချင်တယ်လို့နော်။ကက်စနစ်သုံးနိုင်ရင်တော့အကောင်းဆုံးပါပဲ။အများဆုံးဖြစ်ရင်တော့ပိုကောင်းတာပေါ့ကွာ။ဟုတ်ကဲ့။ electronic စနစ်တော့ငွေပေးချိန်မှုစနစ်တွေပုံမဖွင့်လို့လာဖို့ကိုလုပ်ငန်းရှင်တွေရောအများပြည်သူကပါမျှော်လင့်နေကြပါတယ်အများဆုံးဖြစ်လာနိုင်မှုကိုလည်းကြိုးပမ်းနေကြပါတယ် จะน้องก็ผิดผิวจบอ่ะเนี่ย